အားလုံးပဲမင်္ဂလာပါမယ်နေယူချင်တဲ့ကနေအားလုံးကိုကြိုဆိုပါရစေကျွန်တော်တို့မနေ့ပြန်မှာကစားမယ့်ဘုံမနဲ့ပွေးစီရင်တက်ကိုအမ်ရယ်ကပရက်စကိုပရက်သတိစရာရှိလို့ပြုလုပ်ခဲ့တယ်ဒီတိမှဆိုရင် ကစားသမားတွေတရားရှင်နဲ့ပြုလို့ရှိရင်ကျွန်တော်တို့လက်တလောထွက်ပေါ်နေတဲ့ကွန်ဂျာနဲ့အပြောင်းရွှေ့တတိနေလဲထိထိဝေသူပြောထားတာရှိတယ်ဆိုတော့အဲ့ဒီအကြောင်းအရာတွေကိုဒီကနေ့မှဆွေးနွေးကြရအောင်စာသမားတွေအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါကျွန်တော်တို့မနေ့ပြန်မှာကစားမယ့်ဘုံမောင်းနဲ့ပွေးစဉ်အတွက်ကိုတတိယကောင်မိမဲ့တဲ့အပေါ်မှာအမ်ရယ်ကောင်ပါဗျာ ဒီပွဲကလေးအသင်းအတွက်နိုင်ပွဲရဖို့အတွက်ကြိုးပမ်းတော်ဖို့ရှိနေတယ်အရေးကြီးတာပေါ့ဗျာဒါပေကျွန်တော်တို့လာမည့်ပြည်ပအောင်နဲ့ပွဲစဉ်အတွက်ကလည်းအသင်းအတွက်ကိုပုံမူအရေးကြီးတယ်နိုင်ပွဲရဖို့အတွက်လည်းကျွန်တော်တို့လှုပ်ဆောင်ဖို့လိုအပ်တယ်ဆိုပြီးတော့ဒီနေ့ပွဲစဉ်အတွက်ရေးပြီးလို့ရှိပြည်ပအောင်နဲ့ပွဲစဉ်အတွက်သူပြောထားခဲ့တယ်ဆိုတော့ကျွန်တော်အသင်ကပေါ့ဗျာမင်းတိုင်းပြောလို့ချင်းဒီပွဲကတော့အဲ့လောက်ထိအခြေအနေကောင်းမနေတော့ဘူးဘာလို့လဲဆိုတော့လက်တလောကျွန်တော်ပရီးမီးယားလေးအနေနဲ့ကြောက်ကြည့်ရလို့ချင်းဘယ်လိုမှအားရကျင်နေစရာမရှိပါဘူး ဒီဘောင်နဲ့ပွေးစဉ်ကတကိကိုကျွန်တော်တို့အတင်းတက်ကိုရေးကြည့်တဲ့ပွေးစဉ်တစ်ခုဖြစ်တယ်ဒါပေမဲ့လို့ဒီဘုံမောင်းနဲ့ပွေးစဉ်အတက်ကလည်းကျွန်တော်တို့အတင်းတက်ကိုနိုင်ပွေးရအောင်ကြံဆောင်ရမှာဖြစ်တယ်လက်ရှိကျွန်တော်တို့ပရီးမီးယားလိမ့်မှာဆိုရင်စစ်စစ်လေးမှာရှိနေတယ်တကယ်လို့အတင်းအနေနဲ့ရာသီကုန်တော်လို့ရှိရင်အဆင့်ဘလောက်မှရက်တယ်မလဲကျွန်တော်တို့အဆင့်ရှိအဆင့်တစ်ဆင့်အဲ့လိုမျိုးအနေအထားတစ်ခုမှကြည့်ခဲ့ပြီဆိုရတော့အတင်းရင်တိတ်ခါကိုကျွန်တော်တို့ဆေးနိုင်မှာဖြစ်တယ်။အဲ့လိုများမဟုတ်ပြီးအစစ်စစ်လေး15 16အဲ့လိုမျိုးကြည့်ခဲ့ပြီဆိုရတော့ကျွန်တော်တို့အတင်းအတွက်ကတော့မကောင်းပါဘူး။ ်ဘယ်လိုပဲပြောဒီနေ့ပွေးစဉ်ကိုလည်းအတင်းကတော့နိုင်ဖို့ဘက်ကိုဥတည်ပြီးတော့တောဖို့ရှိနေတယ်နိုင်ဖို့ဘက်ကလည်းကျွန်တော်အရေးကြီးတယ်ဘုံမောင်ကလည်းချစ်ချင်မှအစစ်ချစ်မှရှိနေတယ်ကျွန်တော်ယူနေတဲ့အတင်းကစစ်စလေးမှဆိုတော့ဒီနေ့အတင်းကိုချင်ကြရလို့ရှိတော့ဖက်ဖက်ကချင်နေမကောင်းဘူးဆိုပေမဲ့လို့ကျွန်တော်နိုင်တဲ့ပွေးတွေကိုတော့အနိုင်ရမှဖြစ်တယ်ပေါ့ဗျာကျွန်တော်တို့ဒါလုံးနဲ့ပတ်သက်ပြီးတော့အမရကဒါလုံးရဲ့တန်ရာရှင်နေတဲ့ပတ်သက်လို့ကျွန်တော်တို့ဒီဒီယာဒီယာပေါ့ဗျာပွေးတော့ကစားနိုင်ဖို့အခြေအနေရှိမနေတော့ဘူးဆိုပြီးတော့ အမွန်နိုင်ကပြောရတယ်ပြီးလို့ချင်းကစားသမားဆိုရင်ခြေတလုံးကြော်သားတရားရှိနေတဲ့အတွက်အသင်းအတွက်တရားသည့်ကစားပေးနိုင်ဖို့အင်မတန်စိုးရိမ်စွာဖြစ်တယ်ပေါ့ဒါပေမဲ့လို့ကစားသမားရဲ့တရားကိုအသေးစိတ်သေချာမပြောနိုင်သေးတဲ့အနေအထားတစ်ခုမှာဒီကစားသမားဖြစ်သူကအလင်းအမြန်ပြန်ကောင်းလာနိုင်ဖို့လည်းရှိနေတယ်ပြီးလို့ချင်းအသင်းနဲ့အတူတူလည်းရာသီဥန်သေးအထိကစားပေးနိုင်ဖို့လည်းရှိနေတယ်ဆိုပြီးတော့လည်းအမွန်ကပြောရတယ် ဆိုတော့ကျွန်တော်တို့ဒီဒါလောရဲ့တရားအကျင့်တွေကမကောင်းပါဘူးဘာဖြစ်လို့လဲဆိုတော့အသိမှန်ကပေါ့ဗျာယာတိကုံကနီးလေကစားသမားတည်းရဲ့တရားပြဿနာကပူပြီးတော့တော့ကျွန်တော်ရရှိလေဖြစ်တယ်အခုဒါလောရဲ့ဒီခြေသလုံးကျွတ်သားတရားက အမှန်တည်းပြောလို့ရှိရင်တော့ယာတိကုံထိနာဖို့ကျွန်တော်ရှိနေတယ်အမွေကပေါ့ဗျာဒီအချင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တိတိကျကျပြောလို့မရသေးဘူးကစားသမားဖြစ်သူက training တွေလေ့ကျင့်ခဲ့တဲ့တပတ်တပတ်ကိုအစဉ်ပြပြနဲ့ဆင်းနိုင်ပြီးတော့အချင်းကြီးကောင်းနေဆိုရင် လာမည့်ပွဲစဉ်တွေကိုလည်းပါဝင်နေရှင်ရှင်းနေသေးတယ်ဆိုပြီးတော့အမ်ရယ်ကကစားသမားရဲ့တင်ရရှင်နေနဲ့ပြသက်ပြီးတော့ပြောထားခဲ့တယ်ကျွန်တော်အသင်းအတွက်ကိုကြည့်ရလို့ချီဒီကစားသမားဘလို့ပဲခြေစဲနောက်ပိုင်းပွဲစဉ်တွေမှာပြပြမပြပြအသေးမှကစားသမားတွေတင်ရမရလို့ချင်းဘလို့ပဲပေါ့အញ្ញံတွေပါဒီမှာလည်းကျွန်တော်ပွေထုတ်ခဲ့ပေးလို့ရတယ်ကစားသမားတွေရဲ့အင်အားလည်းကျွန်တော်တောက်တိမှာဖြစ်တာပေါ့ဗျာမဟုတ်လို့ရှိရင်တော့ရာတီကုံလေးလေခုနပြောသလိုပဲအင်ဂျူပြက်တနာတန်ပြက်တနာကနှိမ့်ဆက်လေလေဆိုတော့ ကျွန်တော်အတင်းတက်ကတော့ဗျာဒီရသည်ပွေတော့ခွင့်မရလို့ရှိရင်နောက်ရသည်မှာကစားသမားတွေကအမေငယ်ပွေတော့ခွင့်ရဖို့လိုတယ်အဲ့လိုမှမဟုတ်ပဲဒီရသည်ကနေတည်းပတ်သက်နဲ့ကြုံခဲ့ပြီးတော့ချင်းလာမေးကျွန်တော်တို့ရသည်တဝဲလောက်မှပဲပါဝင်နေချင်းရှိမည်ဆိုရင်ဒါကအသေးတက်ကိုတကိကိုနင်းနာစေရကျွန်တော်တို့ရှိနေတယ်အခုဒါလောကလည်းမထင်မဲ့ပဲကျွန်တော်အင်ဂျူပြဿနာဖြစ်ခဲ့ပြီးကစားသမားဖြစ်သူရဲ့တရားကဘလောက်အတိုက်တာကြီးတော်မလဲဘလောက်အခြေကြီးတော်မလဲ ပြန်မလာနိုင်တဲ့ကစားသမားတွေအင်ဂျူပြဿနာရှိနေတဲ့ကစားသမားတွေအဲ့လိုမျိုးအနေထားတွေမှာတော့နောက်ထပ်တစ်ဖက်ကစားသမားတစ်ယောက်ကတည်းပြဿနာကြုံတော့ခဲ့ရပြီကျွန်တော်အသေးအတွက်ကိုဒါတွေကလုံးဝဆိုးရွားတစ်ခုဖြစ်တာပေါ့ဗျာအော်ထပ်ပြီးတော့ကျွန်တော်ကွန်ညာနဲ့ပတ်သက်လို့လေးပေါ့ဗျာလက်တလောထွက်ပေါ်နေတဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့လေသူကအခုလောလောဆယ်မှာဘာမှတိတိကျကျမပြောနိုင်သေးဘူး အခုထွက်ပေါ်နေတဲ့တည်တချိုနဲ့ပတ်သက်လို့လည်းထက်ကတလေးလေးပြောစရာမလိုအပ်တော့ဘူးလို့ထင်တယ်ဒါကြောင့်ဒီကစားသမားရဲ့အပြောင်းရွှေ့ကိုကျွန်တော်တို့မဆွေးနွေးတော့ဘူးလို့အမ်ဝဲကသူပြောထားတယ်ဆိုတော့ဒီကစားသမားဖြစ်သူတွေကကျွန်တော်အတင်းလက်တော်အခြေအနေမှာဆိုရင်တကယ့်ကိုအခြေအနေကောင်းနေတယ်ဘာဖြစ်လို့ဆိုတော့ကစားသမားဖြစ်သူကမယ်ဆောင်နေတဲ့အတင်းကိုလာရှင်နေယူနေတဲ့အတင်းကဒီကစားသမားဖြစ်သူကိုခေါ်ယူမယ်ဆိုရင်တော့အနည်းဆုံးအခြေအနေနဲ့ဘူဖာရတဲ့အတင်းကို62တန်းအထိကျွန်တော်ပြေးချရာဝရှိနေတယ်ဆိုတော့ ကစားသမားဖြစ်သူနဲ့ကလည်းပုံကိုရေးဆိုင်ရာသဘောတူညီမှုနဲ့ညှာထားတယ်ကစားသမားဖြစ်သူကလည်းကျွန်တော်ယူနေတဲ့အသင်းကိုလာဖို့အတွက်မင်းစိမ့်ပြနေတယ်ဆိုတော့ကျွန်တော်ဒီကစားသမားရဲ့အပြောင်းအရွှေ့ကတော့နေရာဒီမှာဆိုရင်အမေရိကန်ဆုံးအလုံးလုံးနိုင်ပြီလို့ကျွန်တော်ယူဆတယ်ဒါကြောင့် MMO ကအခုထွက်ပေါ်နေတဲ့တည်င်းနေနဲ့ပတ်သက်ပြီးတော့နောက်ထပ်ပြောနေစရာမလိုတော့ဘူးလို့သူပြောခဲ့တာဆိုတော့ဒါကမနေ့ပြန်မှာကစားမယ် ဘုံမောင်းနဲ့ပွေးစဉ်တက်ကို MWR ကဒါလော့ရဲ့တရားရှင်နဲ့ပတ်သက်လို့ပြောထားခဲ့တယ်ပြီးလို့ချင်းကိုညာနဲ့ပတ်သက်ပြီးတော့လည်းလက်တလောထွက်ပေါ်နေတဲ့အခြေအနေတွေကိုသူပြောထားတယ်ပြီးလို့ချင်းကျွန်တော်တို့ဘုံမောင်းနဲ့ပွေးစဉ်တက်ကလည်းရေကြည့်ပြီးတော့နိုင်ပွေးရဖို့တလေကျွန်တော်လိုအပ်တယ်ပြီးလို့ချင်းလာမယ့်ပြပါဝင်နဲ့ပွေးစဉ်တက်ကလည်းကျွန်တော်တို့ယူနေတဲ့အသင်းတွေကိုတကယ့်ကိုအရေးကြီးတဲ့နိုင်ပွေးရအောင်ထက်မှန်ပြီးတော့လှုပ်ဆောင်မှုလွယ်တယ်ဆိုပြီးတော့လည်းကျွန်တော်တို့ principal group ရဲ့တတိယရှင်လေးကိုပြောထားခဲ့တာပေါ့ဗျာဒါတွေကိုကျွန်တော်တို့ရှုံကြရလို့ရှိရင်တော့ ဒါလို့ရတဲ့အရှင်နေနဲ့ပတ်သက်ပြီးတော့ဘလို့ကျွန်တော်တို့နောက်ထပ်ထုတ်ပေါ်လာမလဲကစားသမားဖြစ်သူကတပတ်တပတ်လက်ချက်ခဲ့နေပါတယ်ဆေးမီတော့အလင်းငယ်ပြန်ကောင်းလာလို့ရှိရင်တော့နောက်ပိုင်းပွေးစဉ်နဲ့ယူပါလိစီမီဖိုင်နဲ့ပွေးစဉ်တွေကိုပြောလို့မရဘူးပါဝင်ကောက်ပါဝင်လာနိုင်တယ်။ကိုညာအရှင်နေကလည်းကျွန်တော်တို့နေရာဒီအပြောင်းရှင်းမှာတင်းကိုရောက်ဖို့အခြေအနေကောင်းနေတာပေါ့ဗျာ။ ဆိုတော့ညီကိုဆွေးနွေးပေးကြပါဦးကျွန်တော်မနေ့ကဆိုရင်လည်းပွေးချုံသူသက်ရှိဗီဒီယိုတင်ပြထားတာရှိတယ်ပြီးလို့ချင်းကျွန်တော်အာမေဒီယာလိုနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဗီဒီယိုတင်ပြထားတာရှိတဲ့အတွက်ညီကိုမကြည်အားသေးဘူးဆိုရင်ကျွန်တော်ရဲ့ main YouTube channel လေးမှာဝင်ရောက်ကြည့်ရှုဖို့ပြီးကျွန်တော်တောင်းဆိုပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးတဲ့ညီကိုဒူးတယောက်ရှိတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ရအောင် အတိအတိတော့မယ်ပဲမြောင်းကလေးဒီ channel လေးကနေပြည့်စုံဖိတ်ခေါ်ပါတယ် Lion and Square လေးနဲ့မလို့အတိ Lion and Square နဲ့ဘေးကနေဒီ Beijing ကောင်းလေးကိုတည်ကြပြီးတော့အတင်းနဲ့ပတ်သက်စင်မသတင်းတွေကိုမလဲတဲ့ကြီးကြီးအားပေးနိုင်ပါဒီကြောင့်ပြောကြရင်လည်းဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲ okay ပါ